ကျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Business Electronic Projects Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဒီအိမ်မှာသုံးနေတဲ့ aircon တို့ TV တို့ပေါ့နော်အားလုံးဒီ remote အားလုံးဘယ်ခလုတ်လေးတွေပြက်တယ်လဲဆိုတဲ့ဟာကိုစမ်းသပ်လို့ရတယ်နော်ဒီ remote စမ်းသပ်တဲ့ဆက်ကလေးပြုလုပ်နည်းကိုညွှန်ပြသွားမှာဖြစ်ပါတယ်ခေါင်းစဉ်ကိုတော့ကျွန်တော် homemade all remote control tester လို့နော်အမည်ပေးထားပါတယ် ကလူအပ်တဲ့ပစ္စည်းကတော့ကျွန်တော်တို့ဒီ IR receiver လေးတစ်လုံးလိုပါမယ်။နောက်တစ်ခါဒီ220 ohm ပေါ့နော်220 ohm resistor လေးတစ်လုံးရယ်။နောက် LED ကတော့ကြိုက်တဲ့အယောင်ပေါ့ဗျာနော်။ဒီမှာတော့ကျွန်တော်အနီရောင်လေးသုံးထားပါဗျ။ပြီးရင်ကျွန်တော်တို့ဖုန်းအသွင်းတုံးပေါ့နော်။ဖုန်း adapter လေးတစ်ခု။နောက်တစ်ခါဒီ wire အနေနဲ့ကတော့ USB ကြိုးလေးပေါ့နော်။ကြိုးလေးတစ်ချောင်းလိုပါမယ်ဗျာနော်။ကဲအရင်ဆုံးကျွန်တော်ဒါဒီအားလေးပါနော်။ IR receiver လေးပါနော်။ ျွန်တော်တို့ဒီ IR က receiver ရဲ့ IR LED ရဲ့သူကအတွဲလေးတွေလိုက်ဒီမှာတော့ receiver ကိုဝယ်သုံးပါပါနော်ဒါ pin number 1က output ပါအလဲက pin number 2က ground ညာဘက်ဆုံးက pin number 3ကဒါ VCC ပေါ့နော်ဖိုက်ဖို့ပေးရမှာဖြစ်ပါတယ်ဗျာနော်ဒါ IR receiver လေးပါဗျာနော်ကဒါကနောက်ကျောဘက်ကပေါ့နော် receiver လေးဖြစ်ပါတယ်ဗျာနော်။သူက TV တွေ bari တဲ့မှာဒီ remote နဲ့ သုံးတဲ့ပစ္စည်းတွေထဲမှာဒါလေးတွေပါတယ်ပေါ့နော်။ဒါကတော့အလွတ်အလွတ်ကိုဝယ်ထားတာပေါ့နော်။နောက်တစ်ခါဒါလေးက220 only ဖြစ်ပါလိမ့်ကြနော်။220 only ကိုလည်းကျွန်တော်လိုသလောက်လေးပဲ။နောက်ဒီစက်ကလေးရှင်းရှင်းလင်းလင်းလေးဖြစ်အောင်ပေါ့နော်ကျွန်တော်ဖြတ်လိုက်ပါတယ်နော်။ပြီးရင်ကျွန်တော်တို့ဒီ IR receiver လေးကိုခဲတူရတာအဆင်ပြေအောင်လို့အရင်ဆုံးခဲလေးရင်ကျွေးထားတာပေါ့နော်။ ခဲလေးရင်ရွေးပြီးရင်ကျွန်တော်တို့ခုနကဒီ220 only နဲ့နော်လေဝဲပဲဆုံးကပင်နံပါတ်1ပေါ့နော် output output ဖြစ်ပါတယ်အဲ့ဒီ IR ရဲ့နော် output နဲ့ဒါ220 only နဲ့ဆက်လိုက်တာဖြစ်ပါတယ်ဗျာနော်ပြီးရင်ကျန်တဲ့ဒီ resistor ငုတ်ကလေးကိုလည်းကျွန်တော်ကတော့ရှင်းနိုင်နေများရှင်းအောင်ပြပါနော် cut to to လေးပဲဒါပထမဆုံးနော်220 ohm နဲ့ pin number 1လေးနဲ့ဆက်ထားတဲ့အခြေအနေဖြစ်ပါတယ်နော် အင်မတန်မှကျွန်တော်တို့စက်ကက်ကရိုးရှင်းပါတယ်ဗျာနော်ဒီပစ္စည်းလေးကလည်းဒါ2မျိုး3မျိုးလောက်ပဲပါနော်ဒါ LED LED အပေါင်းနှုတ်အသစ်ဆိုရင်ဒါရှေ့တဲ့ဘက်ကအပေါင်းတူတဲ့ဘက်ကအနှုတ်အဲ့လိုအကြမ်းမြင်မှတ်ထားလို့ရပါတယ်နော်ကြိုက်တဲ့အကြောင်းအသုံးပြုလို့ရပါတယ်ဗျာနော်ကက်ဆက်ပုံဆက်နီးကတော့ကျွန်တော်တို့ဒီဆက်ရတာပေါ့နော်အကြည့်လို့လည်းကောင်းအောင်ခဲတွလို့လည်းအဆင်ပြေအောင်ခုပုံစံမျိုးလေးကျွန်တော်ကြွေးလိုက်ပါမယ်နော်နောက် LED connection နေနဲ့ကဒီဒီအရှိရှေ့တဲ့ဘက်ကပေါ့နော်အပေါင်းဘက်ကကျွန်တော်တို့ခုနကဒီ IR receiver ရဲ့ pin number 3ပေါ့နော်ဒီ VCC သို့မဟုတ် pipe ဆိုတဲ့ pin နဲ့ဆက်မှာပါနောက်ဒီ LED ရဲ့အနှုတ်ကတော့ခုနကဒီ220 ohm လေးကြံတဲ့ဘက်ပေါ့နော် resistor ကြာအရင်ဆုံးကျွန်တော်ဒီ LED လေးလဲနောက်ခဲကြွေးလိုက်ပါမနော်ခဲတူရတာလွယ်အောင်လို့အရင်ဆုံးဒါ LED အပေါင်းနဲ့ IR ရဲ့ညာဘက်ဆုံးကနော် ဖိုက်ဖို့ဆိုတဲ့ line လေးပေါ့နော်နောက်တစ်ခါ LED အနှုတ်ကိုတော့220 only နော်အဲ့ဒါနဲ့ဆက်လိုက်တာဖြစ်ပါလေဗျာနော်တကယ်တော့ပစ္စည်းအနေနဲ့ကဒီ3မျိုးတည်းပါတာပါနော်ဒီ3မျိုးတည်းဟိုမှာကျွန်တော်တို့ကဒီ power supply ပေးဖို့အတွက်ဒါအလွယ်ကူဆုံးပေါ့ဗျာနော်လူတိုင်းမှာလည်းရှိတဲ့ဒါဖုန်း adapter နဲ့ဖုန်းအားသွင်းဂျူလေးသုံးမှာဖြစ်ပါလေနော်ဖုန်းအသွင်းကြိုးလေးမှာအနီရောင်ကအပေါင်းအနက်ရောင်ကနှုတ်ဖြစ်ပါတယ်။ကဲအနီရောင်အပေါင်းကြိုးလေးကိုအခုပင်နံပါတ် 3ပေါ့เนาะ5ဖို့ဆိုတဲ့ line လေးနဲ့ဆက်လိုက်တာဖြစ်ပါတယ်ကြောเนาะရတော့ပါပြီเนาะနောက်တစ်ခါဒီ USB ဂျိုးပေါ့เนาะ USB အနှုတ်ဂျိုးကိုတော့ဒီ IR ရဲ့เนาะ11ပေါ့เนาะ pin number 2နဲ့ဆက်လိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ remote လေးတွေပေါ့เนาะ aircon remote ပဲဖြစ်ဖြစ် TV remote ပဲဖြစ်ဖြစ်ဘယ်လို remote ပဲဖြစ်ဖြစ် ကိုသုံးနေတဲ့ remote လေးမှာကောင်းသေးလားခလုတ်လေးတွေကောင်းသေးလားပေါ့နော်ဘယ်မကောင်းရင်လည်းဘယ်ခလုတ်ကမကောင်းတယ်လဲဆက်လို့ဖြစ်ပေါ့နော်ဒီ remote လေးတွေကိုစမ်းရင်ဒီပစ္စည်းလေးနဲ့စမ်းကြည့်လို့ရပါတယ်ကြာနော်ဒါအားလုံးလည်းဘယ်လိုတကူလောက်ကြည့်ပြီးတော့အသုံးပြုလို့ရပါတယ်နော်ကဲဆင်ပြီးဆိုတော့ဒါဖုန်း adapter လေးပေါ့ဗျာနော်အာသွင်တုံးလေးကျွန်တော်တတ်ပါမယ်တက်ပြီးရင်ကျွန်တော်က remote တွေကတော့အများကြီးမရှိဘူးခုလောလောဆယ်ကျွန်တော် TV remote လေးနဲ့စမ်းပြမှာပေါ့နော် တဖုံအသွင်းလုံးလေးတက်ပြီးပါပြီသူကဒီရမူကရမူခလုတ်ကလေးတွေကကောင်းရင်เนาะရမူနှိပ်လိုက်တာနဲ့ခုနက LED မီမီဒီလေးကလင်းပြမှာပေါ့เนาะတကယ်လို့ခလုတ်ကပြည့်နေရင်เนาะမီဒီမလင်းဘူးပေါ့เนาะအဲ့ပုံစံလေးပါဗျာနော်ကေတာပါဝါဖွင့်လိုက်ပါပြီပါဖွင့်ပြီးတော့ကျွန်တော် remove ခလုတ်တစ်ခုချင်းစီနှိပ်ကြည့်ပါမယ်နော်ခလုတ်လေးတွေကကောင်းရင်ဒါမီဒီမီဒီလေးကလင်းမှာပါနော် ်ကျွန်တော်ခလုတ်တွေတော်တော်များများနှိပ်ကြည့်ပါမယ်မိသီးလင်းရင်ခလုတ်ကောင်းတယ်ပေါ့နော်မိသီးမလင်းရင်ခလုတ်တစ်ခုခုမကောင်းလို့ပေါ့နော်ပြက်နေရပါနော်ဒီခလုတ်လေးလည်းကောင်းပါလေအကြတော့ तू तू ကဘယ်လို remove မဆိုးစမ်းလို့ရတယ်နော်ဘယ်လို remove ဖြစ်ဖြစ်ရတယ်ဗျာနော်ကဲအားလုံး ခုခလုတ်လေးတွေကျွန်တော်တခုချင်းနှိပ်ကြည့်နေတာပါအလုံးကောင်းပါလေဗျာနော်ကဲအောက်ကဟာလေးအောက်ကခလုတ်လေးတွေလည်းနှိပ်ကြည့်ပါဦးမရတယ်အဲဒီခလုတ်လေးကောင်းတယ်နော်ဒါခလုတ်တွေကျွန်တော်အလုံးကောင်းပါလေဗျာနော်ဒါကျွန်တော်ကစန့်ပြတာဖြစ်ပါလေနော်ကြရကျွန်တော်တငယ်ချင်းနေအိမ်မှာဘယ်လို remove ဖြစ်ဖြစ်စံလို့ရတယ် ကေဗီဒီယိုလေးကြည့်ရှုအားပေးခဲ့တဲ့ကျွန်တော်တငယ်ချင်းလေးအားလုံးကိုထူးဝဲကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ